ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြမငလီရင်ဘေးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအမေရိကန်ဒေါ်လာ1.5တန်ထပ်မံပေးအပ်မည်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကမနေ့ကထုတ်ပြန်ပါတယ်။ဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ငလီရင်လုတ်ခတ်ပြီးနောက်အရေးပေါ်ကူညီကိစ္စရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထက်ဆောင်းရန်မုံငွေကိုထည့်ဝင်လာလို့ဆိုပါတယ်။ဒီထက်အဒေါ်လာတစ်သန်းကို မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကိုပေးအပ်မှာဖြစ်ပြီးကြံတဲ့တိတ္တမ5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဘအဖွဲ့အစည်းတွေကနေတစင်ပေးအပ်သွားမည်လို့သိရပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီ American Dollar စေတန်းပေးအပ်ခဲ့ပါတယ်။ဒီတရ5တက်တမ5တန်းကို MHF ကိုဓာတ်ရိုက်ပေးအပ်ထားပြီး ကဘာကူလာသမကအရေးပေါ်တုံ့ပြန်ရေးရန်တရား CERF ကိုလေပြည့်ထားပြီးဖြစ်တယ်လို့ဆိုပါရယ်ဂျာမနီက EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေကြောင်းတရားကတဆင်ငလျင်အပီးနဲ့ကာလရှိအတွက်ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့လည်းဆိုပါရယ်